ားလုံးပဲမင်္ဂလာပါခင်ဗျလက်ကီဒူတီရလက်ကီဒူတီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျအဖွင့်နေ့26ရက်နေ့26ရက်နေ့၄လ2025နေကုန်အတွက်ဒူတီလေးကိုတက်ပြပေးသွားပါမယ်ခင်ဗျเนาะအခုပထမဆုံးကျွန်တော်12နာရီ10မိနစ်အတွက်ပထမဆုံးဒူတီလေးကိုကျွန်တော်တက်ပြပေးသွားပါမယ်ခင်ဗျဒေစီပိုင်းလေးပေါ့ခင်ဗျဝေကနန်လဲကြည့်ပြီးထိုးလို့ရပါကျွန်တော်မွေးကနန်းလေးတင်ပေးပါတယ်ခင်ဗျမွေးကနန်းလေးလည်းတင်လိုက်ပါတယ်ကျွန်တော်တင်ဖို့နောက်ကြပါတဲ့အတွက်เนาะ ဒီနေ့မှတင်ပြပါရခင်ဗျဝေကနလေးတဲ့ထိုးပြလို့ရပါတယ်ပြီးကြတဲ့ဘက်ကဆိုရင်ကျွန်တော်တို့နှစ်ခွက်ထွက်ပါတယ်เนาะ87 8038ဟုတ်ပြီ6ခွက်မှာနှစ်ခွက်ထွက်ပါတယ်ဒီဒီဘက်လည်းကျွန်တော်6ခွက်တင်ပေးထားပါတယ်ခင်ဗျဝေကြည့်ပေးကြပါအဲဒီမှာတက်နိုင်ဆုံးအနည်းဆုံး3ခွက်တော့ထွက်ဖို့များပါတယ်ခင်ဗျเนาะဒီဒီဘက်ကတော့နော်ဒါကမွေးကနန်းလေးဒါပြီးခဲ့တဲ့ဘက်ကပါခင်ဗျဒါပြီးခဲ့တဲ့ဘက်ကနှစ်ခွက်ထွက်တယ်နော်ဒီဒီဘက်အတွက်လည်းကျွန်တော်တင်ပေးထားပြီးပါတယ်ဝင်ကြည့်ပေးကြပါခင်ဗျအခုကျွန်တော် နဆက်စီရဲ့နေ7နိုင်10မိနစ်အတွက်ပထမဆုံးထေစီပိုင်းလေးကိုကျွန်တော်စပြမယ်ခင်ဗျာနော်ပထမဆုံးထေစီပိုင်းလေးထေစီပိုင်းလေးရတရား၃ညရဲ့၁ရဲ့ဒီနှလုံးပေါင်းချင်းကကျွန်တော်တို့၁ရတာပေါ့နော်၁ရဲ့ပါဝါခ6ဟုတ်ပြီနော်၁ပါဝါ6ဆိုတော့ဒီမှာပါရပါလဲဆိုတော့ကျွန်တော်တို့6ထေစီရပါတယ်ဒီမှာကျွန်တော်6ထေစီလေးထွက်သွားတယ်ခင်ဗျာဟုတ်ပြီနော်6ထေစီလေးရပါတယ်ဒါ၁ထိတ်နော်ဟုတ်ထေစီပိုင်းလေးပါ7နိုင်10မိနစ်အတွက်ထေစီပိုင်းလေးကိုစပြတာပါခင်ဗျာ နောက်တစ်ခုကတော့ဒီက9ရက်ဒီက10ရက်နော်ဒီနှလုံးပေါင်းခြင်းကလည်း6ပဲ6ရက်ဘာဝါကလည်း10ပဲခင်ဗျဟောသူ့မှာလည်းကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့10ထိပ်စီထွက်လာတယ်ခင်ဗျဒီမှာနော်10ထိပ်စီတွေထွက်သွားတယ်ဒါကြောင့်လာမယ့်ကျွန်တော်28ရက်နေ့နော်12နာရီ10မိနစ်မှာဖြစ်နိုင်ကြီးရှိတဲ့ထိပ်စီပေါ့ခင်ဗျနော်ဒီက4ရက်6ရက်ပေါင်းခြင်းပေါ့နော်ဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့က10 3ရက်ဘာဝါက9ဟုတ်ပြီနော်ဒါထိပ်စီကကျွန်တော်တလုံးရသွားပြီ9တလုံးရပါ ါကထိတ်စီလေးငါကျလို့ရသွားပြီဒီမှာကျွန်တော်ကနန်းလေးလို့ချင်ရင်เนาะအကွက်လေးเนาะ main ကွက်လေးလေးချိုးအိမ်မက်ကွက်ရတယ်ဘုံကြီးကနန်းရတယ်ဟုတ်ပြီเนาะဆရာတော်တွေပေးတဲ့ကနန်းလေးရတယ်ခင်ဗျလိုချင်တဲ့လူကျွန်တော်ကို10နိုင်ခွဲ17နိုင်တော့လာတောင်းလို့ရပါတယ်ခင်ဗျာเนาะဒီနံပါတ်မှာလာတောင်းပြီးလို့ရပါတယ်ခင်ဗျပေါ့ရင်เนาะလူပေးရပါမယ်ခင်ဗျเนาะအခုကျွန်တော်အပိတ်လေးပြမယ်17နိုင်10မိနစ်အတွက်အပိတ်ကနန်းလေးပြမယ်ခင်ဗျเนาะဆန္ဒနိုင်တဲ့မိနစ်အပိတ်လေးခန်းလေးရတော့ဒီ၃လုံးပေါင်းချင်း ဟုတ်ပြီနော်1ရက်9ရက်3ရက်ပေါင်းချင်း1 9 3ရက်ပေါင်းချင်းက6 6ရက်နှက်ခတ်က9ဟုတ်ပြီနော်1ရက်9ရက်3ရက်ပေါင်းချင်းက6 6ရက်နှက်ခတ်က9ရတဲ့အတွက်ဒီမှာကျွန်တော်တို့ပါပိတ်တယ်ကိုပိတ်ထွက်ပါတယ်ဟုတ်ပြီနော်ကိုပိတ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နော်နောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီ9ရက်4ရက်1ရက် ပေါင်းချင်းကကျွန်တော်တို့တုံညရပါတယ်တုံညရဲ့နက္ခတ်က9ခွနှစ်ပါခင်ဗျတုံညနက္ခတ်9ခွနှစ်ဆိုတော့ဒီမှာပါထွက်သွားတယ်ဆိုတော့9နှစ်အပိတ်နဲ့1ခွန်ထွက်သွားတယ်ဟုတ်ပြီနော်တုံညအပိတ်9ခွနှစ်ပိတ်နဲ့1ခွန်ဆိုပြီးထွက်သွားတယ်ဒါကြောင့်လာမယ်ကျွန်တော်တို့12နာရီ20ရက်နေ့12နာရီ10မိနစ်မှာဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးကတော့34 4ရက်နက္ခတ်က1ဟုတ်ပြီနော်4ရက်နက္ခတ်က1ဆိုတော့ကျွန်တော်တို့ဘာထိတ်ဘာအပိတ်လဲဆိုတော့1ပိတ်မယ်90နဲ့1 တစ်ခွက်ပဲထွက်ခဲ့တာဒါကကျွန်တော်တွက်နေအတိုင်းကြားတဲ့ခဏန်းလေးပါဟုတ်ပြီနော်ဒါတွက်နေအတိုင်းကြားတဲ့ခဏန်းလေးမှာကျွန်တော်ဒီမှာအရင်ခွက်လေးထိုးလို့ရအောင်ရေးပြပါမယ်၃ညပါဝါ9၃ညရဲ့နှက်ခတ်က9 4ရဲ့ပါဝါ sorry ပါ4ရဲ့နှက်ခတ်က2 4ရဲ့ပါဝါက9ဟုတ်ပြီနော်အဲ့ဒီမှာတွဲပြီးတော့ထိုးပါဒါက3ည5ခွန်ကတော့နော်3ည5ခွန်ကတော့ထိတ်စီးပေါ့6နှစ်9ကတော့ပိတ်ပေါ့နော်အဲ့လိုလေးတွဲပြီးထိုးလို့ရပါတယ်ခင်ဗျဒါက7နှစ်10မိနစ်တွဲ main ငန်းက90နှစ်ပါခင်ဗျနော်အခုကျွန်တော် ညနေအတွက်အပိတ်ကဏ္ဍလေးချောချောဒီပါညနေအတွက်၄နာရီခွဲအတွက်เนาะကဏ္ဍလေးကိုပထမဆုံးထိစီးတော့အပိတ်ပေါ်ကျွန်တော်စပြမယ်ခင်ဗျာเนาะ၄နာရီခွဲအတွက်၄နာရီခွဲအတွက်ပထမဆုံးကျွန်တော်တို့ကဒီကเนาะဒီမှာကျွန်တော်ဝိုက်လိုက်တဲ့၄ရဲ့6ရဲ့ဒီညလုံးပေါင်းချင်းကကျွန်တော်တော့10ရရတယ်ဆိုတော့3ညပါခင်ဗျာ3ညရဲ့ပါဝါက9 9ဆိုတော့ဒီမှာကျွန်တော်တို့ပါယူလာတယ်ဆိုတော့9ထိပ်ပဲเนาะဒီမှာလည်း9ထိပ်9ထိပ်စီထွက်သွားတယ် ၃ည၄နဲ့၆နဲ့ပေါင်းကောင်တက်ဆက်၃ညပါဝါ9 9ထိပ်စီကျွန်တော်တို့အပိတ်ကိုကြည့်မယ်ခင်ဗျเนาะအပိတ်ကကျွန်တော်ကအပိတ်ကဘာ၄ပိတ်မလဲဆိုတော့၃လုံးပေါင်းပေါ့เนาะအပိတ်ကဒီ၃လုံးပေါင်းချင်းပါခင်ဗျเนาะအပိတ်ကဒီ၃လုံးပေါင်းဒီမှာဒီက၄ရဲ့၁ရဲ့၃ညဒီ၃လုံးပေါင်းချင်းက9 9ရဲ့နှက်ခတ်က3 ဟုတ်ပြီနော်ထိတ်စီကဒီနှလုံးပေါင်းခြင်းက13ညပါဝါက9ထိတ်စီအပိတ်ကြတော့ဒီနှလုံးနဲ့ဒီကြလုံးပေါင်းခြင်းက9ရတယ်9ရက်နှက်ခတ်က3နမ53ဆိုပြီးထွက်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီမှာခုနကျွန်တော်ပေါင်းပြသလိုဒီက6ရက်6ရက်ပေါင်းခြင်းကကျွန်တော်တို့7နှစ်7နှစ်ဆိုတော့နှစ်ပေါ့နှစ်ရက်ပါဝါက9နှစ်ဟုတ်ပြီနော်နှစ်ပါဝါက9နှစ်ဆိုဒီမှာလည်းကျွန်တော်တို့ပါထွက်သွားပြီလေခွန်ထိတ်စီထွက်လာတယ် အပိတ်ကိုဆက်ကြည့်မှာအပိတ်ကဒီနှလုံးပေါင်းချင်းရယ်ဒီကြလုံးပေါင်းချင်းရယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်မလဲ72ပဲခင်ဗျာနော်သူလဲဒီမှာ71 72 2ရဲ့နှက်ခတ်က4ပဲခင်ဗျာဒီမှာ4အပိတ်နဲ့84ဆိုပြီးထွက်သွားတယ်ဟုတ်ပြီနော်84ဆိုပြီးထွက်သွားပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လာမယ်နော်20ရက်နေ့ညနေ4နိုင်ခွဲမှာဖြစ်နိုင်ကြီးရှိတဲ့ကနန်းလေးကဘာထွက်လာမလဲဆိုတော့ကျွန်လုံးပေါင်းချင်းကကျွန်တော်တို့ဘာရရလဲ3ည3ညရဲ့ပါဝါ9ပဲဟုတ်ပြီကျွန်တော်တို့အခုဆိုရင်မနက်ဝညနေပေါ့3ည9ခွန် ထိတ်ပဲခင်ဗျ။အားကြောင့်မို့ညနေပိုင်းကကျွန်တော်တို့ပါဖြစ်သွားထိတ်စီဟာငါးထိတ်စီပဲ။ဟုတ်ပြီနော်ငါးထိတ်စီပဲ။အဲ့ဒီမှာကျွန်တော်အခုအပိတ်ကိုကြည့်မယ်ဆိုရင်ဒီညလုံးပေါင်းချင်းရဒီညလုံးပေါင်းချင်းရကျွန်တော်30ပဲ။၃ညရဲ့နှက်ခတ်ကခုနှစ်။ဆိုတော့ကျွန်တော်တို့ဘာရသွားပြီလဲ9ခွန်။ဟုတ်ပြီနော်။၃ည9ခွန်ဟာဟုတ်ပြီနော်။ဒီမှာဆိုရင်9ခွန်9နှစ်9ခွန်ငါးကြလုံးကင်ပြီးတော့ထိုးလို့ရပြီခင်ဗျာနော်။တုံညငါးခွန်ထိတ်စီနဲ့မိမိတို့စိတ်ကြိုက်ထိုးလို့ရပြီ ဒီမှာဆိုရင်လည်းကျွန်တော်ဘာဖြစ်မလဲ။၃ညာနှက်ခတ်က9၊၃ညာပါဝါက9ပဲ။ဟုတ်ပြီနော်။ဒါမှဆိုအပူးဆိုရင်၃ညာ၃ညာထွက်မယ်။9 9ထွက်မယ်။ခွန်ခွန်ထွက်မယ်ပေါ့။ဟုတ်ပြီနော်။ဒါလိုလေးတွေထိုးပြီးလို့ရတယ်ခင်ဗျ။ဒါကကျွန်တော်မနက်နဲ့ညနဲ့ပေါ့။ပေါင်းထိုးလို့ရပါတယ်။ဟုတ်ပြီနော်။အဲ့ဒီမှာမှကျွန်တော်10ညာ question နဲ့တော့ email ကနေပြီးရှားရင်လိုချင်တဲ့လူလက်တောင်းလို့ရပါတယ်ခင်ဗျ။အားလုံးပဲကျွန်တော်တို့20ရက်နေ့ မနက်ညအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ